တဖန်ပြန်၍ရှုံးတတ်သောအောင်နိုင်ခြင်းကမကောင်းသောအောင်နိုင်ခြင်းဖြစ်၏တဖန်ပြန်၍မရှုံးတတ်သောအောင်နိုင်ခြင်းကကောင်းသောအောင်ခြင်းဖြစ်၏ဤသည့်အရာဝတ္ထုမဆိုအရာဝတ္ထုဟူသည်မြတ်တွင်တာယာဘွယ်အတ္တဒါ သဘောလဲရှိ၏မသားရပွဲအာဒီနဝသဘောလဲရှိ၏သွန်ပြဖွဲနေဒရဏသဘောလဲရှိ၏ဤသဘောသုံးမျိုးသည်အရာဝတ္ထုတိုင်းတွင်ရှိ၏ကာယပွဲသဘောအရာမိမိမရသေးသော အရာဝတ္ထုကိုရအောင် လိုခြင်း၏ဤဒီဟုကာမတဏဟူ၍ဆိုရ၏ຢာပြီလေရင် မျက်နှို့၏မပြောက်ပြေးရအောင်ထိမ့်သိမ့်၏ဤဒီကိုဘဝတဏဟူ၍ဆိုရ၏အတန်ကြာသောအခါမိမိကိုယ်တိုင်မျက်နှိုးခဲ့သောရာဟုတုအပေါ်အပြည့် မြင်လာ၏ညီငွေလာ၏ဆွန့်ပစ်ခြင်းလာ၏ဤဒီကိုဝိဘဝတဏှာဟူ၍ဆိုရ၏ဤတွင်မရသည်နောက်အတိတ်တစ်ခုကိုလိုခြင်းလာပြန်၏ဤတို့ဖြင့်ကာမတဏှာသည်စပြန်လာလေ၏ ဘဝတွင်ဤနိအဖြင့်ໂຈခြင်းလိုက်ຢາလိုက်ສွန်ပစ်လိုက်နောက်အတိတ်ကိုໂຈခြင်းလိုက်ຢາလိုက်ສွန်ပစ်လိုက်အာဖြင့်ກາມະດະນາဘဝດະນາວິບວະດະນາဟူသောດະນາ3ຢັດດີစေယဟပမ လေ၍တာနေလီ သွန်ပြခြင်းနေတရဏဟူသည်တဏှာဖြင့်သွန်ပြခြင်းလည်းရှိ၏ဉာဏ်ဖြင့်သွန်ပြခြင်းလည်းရှိ၏တဏှာဖြင့်သွန်ပြခြင်းမျိုး ဖြစ်ပါကယင်တဏှာသည်ဝိဘဝတဏှာဖြစ်၏ဝိဘဝတဏှာဖြင့်သွန်ပြခြင်းဖြစ်လျင် အဆုံးသတ်စွန့်ပစ်ခြင်းမျိုး မဖြစ်။နောက်ကကာမဒဏ္ဍာထို့နောက်ဘဝဒဏ္ဍာထို့နောက်ဝိဘဝဒဏ္ဍာဟု၍ဒဏ္ဍာတို့သည်တစ်မျိုးပြီးတစ်မျိုးလာမည်ဖြစ်၏။စေတဟတမထေသည်၎င်းကုဒါလပန္တိတသည်၎င်း မိမိဘဝကိုကြီးငွေ့ပြီးဝိဘဝတဏှာဖြင့်စွန့်ပစ်ခြင်းမျိုးဖြစ်သည်ဖြင့်ဝလိုက်ထွက်လိုက်လုံနေရခြင်းဖြစ်၏ထို့ကြောင့်ကိုစွန့်ပစ်ခြင်းဝါအောင်ခြင်းကိုတဖန်ပြန်၍ချုံတတ်သောအောင်ခြင်းဟု၍ဆိုရ၏တဏှာဖြင့်အောင်ခြင်းဟုသည် အပြီးသတ်အောင်ခြင်းမျိုး ဖြစ်ရိုးမရှိကောင်းထို့ကြောင့်မကောင်းသောအောင်နိုင်ခြင်းဟူ၍သာသို့ခြင်းဖြစ်ပါ၏အပြီးသတ်အောင်နိုင်ခြင်းကဉာဏ်ဖြင့်အောင်နိုင်သော အောင်နိုင်ခြင်းသာဖြစ်၏ဉာဏ်ဖြင့်အောင်ရာတွင် အမှန်တိုင်းသိခြင်းယထာဘူတဉာဏ် ညီးငွေခြင်းနေပြည်တော်ညံမတတ်မခြင်းဝိဒါကညံဟူ၍အစဉ်သုံးစဉ်ဖြင့်တောင်ရွက်မှသာတကယ်တမ်းအပြီးသတ်အောင်ခြင်းဖြစ်၏သေတာဟတမထေသည်၎င်းကုဒါလပန္တိတသည်၎င်းဘဝကိုအောင်ရာတွင် ဉာဏ်ဖြင့်အောင်သောခါမှသာ နောက်ဆုံးအပြိတာအောင်ခြင်းကိုရ၏ရာဟုတုတစ်ခုကိုစွန့်ပစ်ခြင်းသောအခါစွန့်ပစ်ခြင်းတိုင်းအယံစွန့်ပစ်၍မရာအယံစွန့်ပစ်ခြင်းသည်ဝိဘဝတဏှာဖြင့်စွန့်ပစ်ခြင်းသာ ဖြစ်၏နောက် ာမတဏဖြင့်ပြန်၍တက်မဲ့လာ၏ထို့ကြောင့်အပိသသွန်ပြခြင်းမျိုးဖြစ်နိုင်ညာဖြင့်သာသွန်ပြရ၏ဉာဏ်ညာကိုယတ္တဗုဒ္ဓညာဟူ၍ဆိုရ၏ယတ္တဗုဒ္ဓညာဟူ၍သို့သည့်အတိုင်းမိမိသွန်ပြလိုသော အရာဝတ္ထုနှင့်ပတ်သက်၍အခြေလက်များဟုတောင်းကျိုးနှင့်တကားသိရ၏ထို့သောတည်သောအခါစွန့်ပစ်ဖွဲကိုမြင်ပြီးရင်း၌ညှိငွေ့လာ၏ယင်းညံကိုနေပိတာညံဟူ၍ဆိုရ၏ညှိငွေ့လာလျင်တွေ့တာခြင်းကင်း၏ ရတမှုကင်းခြင်းကိုပင်ဝိရာကညံဟူ၍ဆိုရ၏ဝိရာကညံဖြစ်လျင်အပြီးတအောင်နိုင်ခြင်းကိုရ၏ယင်းအောင်နိုင်ခြင်းကနောက်တဖန်ပြန်၍မရှုံးသောအောင်နိုင်ခြင်းဖြစ်၏ဤသို့အောင်နိုင်ခြင်းဖြင့် ကုဒါလပန္ဒိတသည်သူဤယာသမားဘဝကိုအောင်နိုင်ခဲ့၏သူဤတဏှာကိုအောင်နိုင်ခဲ့၏ကုဒါလပန္ဒိတဤဆိုလိုရင်းမှာလွတ်မြောက်ခြင်းနေတရဏဟူသည်မှာတဏှာဖြင့်လွတ်မြောက်ခြင်းလည်းရှိ၏ညာဖြင့် လွတ်မြောက်ခြင်းလည်းရှိ၏တဏှာဖြင့်လွတ်မြောက်ခြင်းဟူသည်မှာဝိဘဝတဏှာဖြင့်လွတ်မြောက်ခြင်းဖြစ်၏ယင်သည်ပြန်၍အကျဉ်းခံရတတ်၏ဉာဏ်ဖြင့်လွတ်မြောက်ခြင်းဟူသည်မှာဝိရာကဉာဏ်ဖြင့်လွတ်မြောက်ခြင်းဖြစ်၏ယင်သည်အပိတ္တ လွတ်မြောက်ခြင်းဖြစ်သည်ဖြင့်တဖန်ပြန်၍အခြင်းမခံရတော့ဟူ၍ဖြစ်၏မြမရမင်းကြီးအားတရားဟောလျက်ပင်ကပင်ကုဒလပန္ဒိတသည်ခင်းကံမြည်ရမှရေကိုအဘောကတိုင်းရှုလျာဇာပင်ကြီးကိုရပြည်လျင်ကောင်းကင်း၌ ထက်ဝယ်ဖွဲ့ခွေနေတော်မူ၏ရမင်းကြီးလဲဘဝဤတာယာဝယ်အတ္တာဒမတာယာဝယ်အာဒီနဝလွမြောက်ွယ်နိဒရဏတို့ကိုဓာတာဗုဒ္ဓဉာဏ်ဖြင့်သိမြင်ပြီဘုရားလောင်းကုဒါလာပန္တိတထံ၌မိမိဘောပါနှင့်တကွာယတိပြု၏ တခြားခုနှစ်ပြည်ထောင်မင်းများသည်လေဗာရဏသီပြည်ကိုသိမ်းယူရန်လာရာမှယရာမင်းကြီးတော့ထွက်ခြင်းကိုကြားသိရပြီသူတို့လည်းဘုရားလောင်းကုဒလာပန္တိတထံ၌ယတိပြုကြလေ၏ဤဒေသနာတော်အရာကိလေသာတို့၏စွမ်းအားသည်ကြီးမား၏မိမိ၏ ပုရုဇဉ်အကျင့်သိက္ခာမျှဖြင့်ငါသူတပါးထိကဲ့နစ်နာအောင် မလုပ်ဘူးငါအဂတိမလိုက်ဘူးငါမတော်မတရားမလုပ်ဘူးဦး၍ပြေးကြော်မနေပဲမိမိဤတတိတံပစင်ဖြင့်သာမိမိတို့ဤကာယကံမှုဝစီကံမှု မနောကံမှုတို့ကို ယထာဘုဒ္ဓညံဖြင့်ထိန်ကြောင်းအပ္ပါ၏ယထာဘုဒ္ဓညံသည်ကိလေသာမှလွတ်မြောက်ရေးအတွက်အစဆုံးညံဖြစ်ပါ၏